အားလုံးမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Manchester United ရဲ့ Portuguese ကွင်းလယ်ကစားသမားဖြစ်သူအသင်းကောင်းဆောင် Bruno Fernandes က Saudi Arabia ထိပ်တန်းကလပ်ဖြစ်တဲ့ Al Ahly အသင်းရဲ့ဒါကံလာမှုဖြစ်တဲ့တကယ့်စံချိန်တင်လောကလာစာကိုပယ်ချပြီးတော့ဥရောပရဲ့ top level မှာဆက်နေဖို့ဆန္ဒရှိတဲ့အတွက် Man United အသင်းမှာပဲဆက်နေသွားမှာဖြစ်တယ်လို့ဆိုလိုက်တယ်။ဆိုတော့ကျွန်တော်အဲ့ အမှန်တိုင်းပြောရင်တော့အဲ့လိုမျိုးဒီမျိုးတွေကိုပယ်ချနိုင်တဲ့ဒါကျွန်တော်ဆုံးဖြတ်ချက်ကိုတော်တော်သဘောကျတယ်။ဘာကြောင့်လဲဆိုတော့ okay ကျွန်တော်တို့ Christian Ronaldo နဲ့ Leo Messi ကတော့ထားတော့ဘုံလောကမှာသူတို့မရဘူးတာဘာမှမရှိဘူး။နောက်တစ်ခုကအသက်အရွယ်ရလဲ Ronaldo ရော Messi ရောက36ဒါ35 36နဲ့ဒီလိုပိုင်ပြိုင်ပွဲတွေကိုတွားတာလက်ခံလို့ရတယ် အခု Bruno Fernandes ကအသက်30ပဲရှိတယ်ဆိုတော့အသက်30ရှိတဲ့ဥမာ Lewandowski ဒီချိန်သွားတာတို့နောက် Luka Modric ဒီချိန်သွားတာကျွန်တော်ပြောဘာမှမပြောဘူး Okay သွားလို့ရတယ်ကစားမဘွား career မှာလှုပ်တင်လှုပ်ထိုက်တာတွေအောင်မြင်တွေရပြီနောက်ဆုံး Kevin De Bruyne သွားတယ်ဆိုရင်တော့လက်ခံလို့ရတယ်ဗျအသက်33ဒါပေမဲ့အသက်30အရွယ်နဲ့သွားတာတော့လုံးဝမကြိုက်ဘူးအဲ့ Bruno Fernandes D ကိုကျွန်တော်ပယ်ချလိုက်တာတော့တော်တော် delay ဖြစ်တယ်။ဒါဥရောပဘောလုံးလောကမှာဒီလို player မျိုးတွေရှိဖို့လိုအပ်တယ် ပတ်စံကအရာရာမဟုတ်ဘူးဗျာရှင်းရှင်းလေးပတ်စံကအရာရာမဟုတ်ဘူးဟုတ်ကဲ့ပတ်စံဟာအကုန်လုံးကိုဝယ်ယူနိုင်တာပန့်တယ်ဒါပေမဲ့တခါလေကြာရင် European football မှာဒီလို player တွေလိုအပ်တယ်ဒီလို player တွေကြောက်မယ် European football ဟာထိတ်တန့်စင်မှာဆက်ရှိမှာပဲဒီချက်ကကျွန်တော်တော်ပေါ်ကြတယ် Manchester United ဘလောက်ပဲဒုက္ခရောက်ရောက်ဘလို့ချင်းနေမှာပဲဖြစ်ဖြစ်ငါထွက်သွားဖို့အစီအစဉ်မရှိဘူးငါဒီအသင်းကိုပြန်ပြီးတော့ great again ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒရဲ့ ူ့ရဲ့အရေးသွေးဟာ highest level မှာကစားနိုင်တဲ့အရေးသွေးဆက်ရှိသေးတယ်ဆိုတဲ့အယုံကြည်ချက်ဒါပဲဆိုတော့ sorry ရဲ့ထိတ်တန့်ကလပ်ဖြစ်တဲ့ ahila အသင်းကအခုလက်ရှိမှာ simoni inzaghi ကိုဒါဘယ်လိုပြောမလဲဒါလက်ရှိမှာသူတို့ကဒါခေါ်ဖို့တေချာတော့ဖြစ်တယ် teo hernandez ကိုခေါ်ဖို့တေချာတော့ရှိတယ်အဲ့ချိန်မှာ bruno fernandez ကို ပြောင်းရွှေ့ခြင်းကပေါင်တန်းတရာဒါ manchester united တို့လည်းတကယ်ကိုတန်မိုးရှိတဲ့ပြောင်းရွှေ့ခြင်း အသက်30ရွယ်ရှိတဲ့ကစားသမားပေါ့လေခရစ်စတီယာနိုရိုနယ်ဒိုတော်မှရယ်မက်ဒရစ်မှာတန်တရာနဲ့ဂျူဗန်တက်စ်ကိုပြောင်းခဲ့ဘူးတဲ့28တင်းမှာ transfer ရှိခဲ့တယ်ဒါပေမဲ့အဲတုန်းကဆိုရီယာရေးဗီယာမရှိသေးဘူးငွေကြေးဖောင်းပွားမှုပြောင်းရွှေ့ခြင်းဖောင်းပွားမှုအဲ့လောက်မရှိတဲ့အချိန်မှာတော့တန်တရာပေးခဲ့ရတဲ့အချိန်မှာအခုချိန်ဆိုတန်တရာ90တာလေးပဲဒါပေမဲ့ဘရူနိုဟာမန်ယူနိုက်တက်မှာတစ်ပတ်ကို2သိန်းငွေရတယ် အဲ့ဒီ3သိန်းခွဲ3စားတပတ်ကို9သိန်းခွဲဆိုဒီနေရာမှာကျွန်တော်ပြောချင်တာကတပတ်ကို2သိန်းခွဲဆိုတာကကျွန်တော်အင်္ဂလန်နဲ့ UK မှာ90ရာခိုင်နှုန်းအခွန်ဆောင်ရတယ် UK အစိုးရက90ရာခိုင်နှုန်းအခွန်ဆောင်ရတယ်ဆိုတော့တကယ်တမ်းသူတပတ်တပတ်ရတာ3သိန်း2000ခွဲပဲရတယ်ဆိုတော့တပတ်ကို3သိန်း2000ခွဲနဲ့2000ခွဲကို4ပတ်ဆိုရင်3သိန်းရ3တန်3သိန်းရတယ်ပြီးတော့မှဟိုက4သိန်းဆိုတော့ total မှသူ9သိန်းပဲရတာ9သိန်းပဲရတယ် တကယ်တော့သူရတာတတန်းရတယ်လစာကဒီ net pay နေနဲ့ကိုးဘဏ်အကောင့်ထဲကိုဝင်တဲ့အခါမှာ9သိန်းတော်တလားတွက်တာမဟုတ်ဘူးသူက၄ဘတ်၄ဘတ်သွားတာဖြစ်တယ်ဆိုတော့ပြောချင်တာကအဲ့လိုရတဲ့အချိန်မှာ Saudi Arabia ကတပတ်ကို9သိန်းခွဲကအခွန်အပီးစီ အခွန်ပီးစီဖြစ်တဲ့အတွက်ကြောင့်နှစ်ပတ်ကစားတာနဲ့1.5 million ဖြစ်ပြီဆိုတော့3ဘတ်ဆိုတာ4ဘတ်ဆိုရင်သူက3သန်းဖြစ်သွားပြီ Man United မှာတလားလုံးကစားမှာ9သိန်းရတဲ့အချိန်မှာဒါ Saudi Arabia မှာ ဘယ်လိုပြောမလဲ तू က1.5ဆို3တန်းရသွားပြီ3တန်း6ဆတောင်กว่าတယ်ပေးလာတော့3ဆပူပေးတယ်ဒါပေမဲ့အခွန်မပေးရတဲ့အတွက်ကြောင့်ဒီချက်ကအရန်กว่าတယ်နောက်တစ်ခုက Bruno အနေနဲ့ signing bonus ကြီးခံစား권တွေပါတယ်အများကြီးရမှာဖြစ်တယ် okay तू လက်ရှိသူ့အသင်းကိုကြည့်မယ် okay ငါတို့သွားနေတဲ့ transition ကာလဟာခက်ခဲတယ်ကြမ်းတမ်းတာမှန်တယ် Ruben Amorone နဲ့သူတို့သွားတာခက်ခဲနေတော့မယ်မှန်တယ်ဒါပေမဲ့အခု okay Matthias Cunha ကိုခေါ်လိုက်ပြီ probably ya yeah, Brian Ambumo ရောက်လာနိုင်ပွဲရှိတယ်။ Okay ဒါဆိုရင်ဒီသင်းကနောက်ထပ်ဒါ improvement ဖြစ်နိုင်တဲ့အခြေအနေဒီတက်လည်းစိုးစရာမရှိတော့ဘူးဗျာ။ Premier League မှာအဆင့်5ဆိုတော့ Man United ရဲ့အရေးသွင်းတဲ့ Man United ရဲ့အောင်မြင်မှုနဲ့အဆင့်5ကစိုးစရာအကြောင်းမရှိတော့ဘူး။ဆိုတော့ပိုကောင်းလာဖို့ပဲရှိရဗျာ။ဒါအစိုးဆုံးပဲ။ဆိုတော့ဒီအချိန်မှာပြောင်းရွှေ့ကြီးတန်းတရာကို United ကိုသူကအကုန်ပယ်ချတယ်။ Maybe Sergeant Radcliffe ကအဆင့်ဝစားကောင်းစိတ်ဝင်စားနိုင်တယ်။ဒါပေမဲ့ sorry ပဲ။ဒါ half billion လောက်ရှိမဲ့ပြောင်းရွှေ့ကြီးအားလုံးကို ူကပယ်ချတယ်အသက်30ပဲရှိတဲ့ဘရူနိုကမန်ချက်စတာယူနိုက်တက်တို့ကပွဲပေါင်း290ကစားခဲ့ပြီးပြီဒါအခုလောလောဆယ်အနေထားရ2020 June January Transfer Window မှာ68တန်းနဲ့ပြောင်းလာတယ် one of the best signing ပဲ Man United အတွက်ဒီ window မှာဆိုရင်အကောင်းဆုံး signing လို့တော့ပြောလို့ရတယ် United အတွက် now total signing မှာအကုန်ကောင်းနေဗျာ290ပွဲပေါင်းကစားတဲ့အချိန်မှာ68ကိုအတွင်း89ကိုဖန်တီးထားတယ် မန်ယူနိုက်တက်ရဲ့ဒါဘရူနိုဖရန်ဒက်စ်ကပြီးခဲ့တဲ့ရာသီမှာဥယျပရီးမီးယားလိတစ်လျှောက်လုံးမှာ60နဲ့တစ်ချိန်ဖန်တီးမှုလုပ်တယ်။ဒါကပရီးမီးယားလိမှာကစားသမားတွေအားလုံးထဲမှာအများဆုံးပဲ။နောက်တစ်ခုကဖိုင်နယ်သတ်ဆုံမှာအထမ်းလုပ်တဲ့ပတ်စ်က864ချိန်ရှိတယ်။ဒါကလည်းဒါပရီးမီးယားလိတစ်ခုလုံးမှာသူအများဆုံးပဲ။နောက်တစ်ခုက outside the box ကနေဂိုးလှမ်းတွင်းနိုင်တာ5ခုသူတွင်းတယ်။အဲ့ဒါကပရီးမီးယားလိမှာဒီရာသီမှာအများဆုံးဖြစ်ပြီးတော့ cross ကနေဒါ DRD မှာ Manchester United တဲ့2166 186ကျင်လို့တယ်ဒါက Premier League မှာတတိယအများဆုံး Projector က Bruno လို့ကစားမမျိုးတန်းတရာပေးတဲ့အချိန်နေ2020နဲ့ဒါသူ့ရဲ့ contract က2029 ठी ရှိတယ်ဒါတနစ်ထပ်တိုးရတဲ့သဘောတူညီမှု United မှာရှိထားပေမဲ့ဒါ Sodic Club Ahila အသင်းရဲ့ဒါကံလာမှု3နှစ်စာချုပ်ကိုပယ်ချတယ်3နှစ်ကိုပယ်ချပြီးလာစာ3စာဆိုတာက ်အွန်ပေပါမှာပဲတကယ်တော့အခုမဆောင်ရတဲ့ဆိုရင်တော့6ဆပဲဒါတွေအားလုံးကိုပယ်ချပြီးတော့ Manchester United နဲ့ once again အသင်းကိုပြန်လဲကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ဦးဆောင်သူကစားမတယောက်အနေနဲ့ဆက်ရှိဖို့ဆုံးဖြတ်တယ်ဒါကတော့ကျွန်တော်တကယ်ကိုကြည်နက်တယ်ဒါကြည်နက်တယ်ဘလို့ဖြစ်လဲကြိုးဆိုတယ်အဲ့လိုဒီမျိုးတွေအဲ့လိုဟာတွေကိုပယ်ချလိုက်တာကိုကျွန်တော်သဘောကျတယ် highest level မှာရှေ့ကိုရှေ့တင်တဲ့ကစားမတွေတကယ်ပြောတာအဲဒီ De Bruyne နဲ့ Napoli ကိုတွားတာလဲကျွန်တော်သဘောကျတယ် ်အသက်33ပဲရှိတယ်โอเคနည်းနည်းတော့ကြီးလာပြီဒါပေမဲ့33ဆိုတာကစားလို့ရတယ်ကျွန်တော်မက်ဆီရိုရိုနယ်ဒိုက everything win သွားပြီအကုန်ရသွားတယ်အင်ဒီယားစားလို့ဘာလို့အကုန်ရသွားလို့သွားတာကျွန်တော်လက်ခံတယ်ဘူစကက်တို့ဘာလို့လဲသူတို့ကရီးယားမှာအကုန်ရသွားပြီဒါပေမဲ့ကျွန်တော်ပြောချင်တာကအခုလောလောဆယ်အနေထားရဒီဘယ်လိုပြောမလဲဆိုတော့ဒီလိုအချိန်ဒီမှာ highest level မှာကစားနိုင်တဲ့အဆင့်တန်းအနေနဲ့ရှိတာတော်တော်သဘောကျတယ်ဆိုတော့ဘရူနိုက Saudi Arabia ရဲ့ mega money ဒါကံလာမှုတွေအားလုံးကိုပယ်ချပြီးတော့မန်ယူနိုက်တက်မှာဆက်နေဖို့အဆုံးဖြတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်